တော့အမရဲ့ငယ်ဘွားမှာ insecurity ဖြစ်ခဲ့တဲ့အရာ၃ခုဆိုရင်ဘာရှိမလဲမသိဘူးအသားမဲဟုတ်လားအေးအခုအခုကျတော့အသားလူတွေကအရင်မဲကျင်ကြအေးလေခုသားမဲကျင်ဖြစ်ရင်လေအခုကတော့ဒီအညိုကြိုက်တာသိလားဟိုတနေ့တော့ငါရဲ့အတိတော်မှာတည်ရမလားငါတို့ဖြူအောင်လို့ drift သွားတင်မလားဆို what တည်ရမလားဒါပေမဲ့ငွေတော့အသားမဲရယ်ပေါ့နော်ညိုရတော့မတွေ့ဘူးတည်အသားမဲအမြင်ဆခံရတာလေအေးအိမ်မအမရဲ့ညီမနဲ့အကိုတွေ အမတွေကအသားဖြူတယ်ကွာအသားဖြူဆိုအမတက်ဖြူတယ်အဲ့ဒီအမကိုအသားမဲနီဂရိုနီဂရိုနဲ့ဟုတ်လားဟေးအော်အဲ့လိုမျိုးကျွန်တော်ကလည်းအဲ့လေ I'm so insecure about it အဲ့ဒါဘာဖြစ်လို့အသားမဲသူတွေက insecure ဖြစ်လဲဆိုရင်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကဒီရုပ်ရှင်အတိုင်းဝိုင်းကရုပ်ရှင်မင်းသားမင်းမီအကောင်လုံးကအသားဖြူမှပဲချောရတယ်လို့လူတွေကထင်ကြတယ်ဒါပေမဲ့တကယ်တမ်းနိုင်ငံခြားကိုတွားကြည့်အသားမဲတူရတာပတ်စံရှိရလို့တတ်မှတ်တယ်။အဲပြီးအသားအခုဆိုရင်ဒီအသားရောအရန်ကြိုက်တာလေလူတိုင်းတက်တက် တက်တက်လုပ်ပဲဒါပေမဲ့ငယ်တော့ insecure ဖြစ်တယ်ပြီးနောက်တစ်ခုကမျက်စိမေးတာဘယ်လိုမျက်စိမေးလဲဟောမျက်စိမေးရလို့ဟုတ်လားမထင်အောင်လားမထင်အောင်မေးပါဘူးငယ်တော့မဟုတ်မျက်မေးလို့စရဟုတ်လားအဲ့ဘေးပုံချင်းတွေစလို့လည်းပါတယ်ဒါပေမဲ့အဲ့မျက်စိမေးတာကိုလေအခုကတော့မလာဘူးလို့တော့မတွေ့ဘူးဒါပေမဲ့ကိုယ့်ကိုမျက်စိမေးရလို့ပဲတွေ့တော့မယ်တဲ့โอเคโอเคမျက်မေးမျက်မေးဆိုကျွန်တော်သတိမထားမိဘူးပေါ့နော်ကျွန်တော်ကကြတော့ဟုတ်ကဲ့อืมพี่นอกตะคู่อ่ะจ้ะรออม่าก็ญาณไม่ก้าวน่ะเอ๊ะบลูญาณไม่ก้าว ငယ်တော့ဟို yeah အစအစတဲ့အစနဲ့ရတယ်နော်ဟုတ်တယ်ဒါပေမဲ့ကိုယ့်ကိုအရန်တုံးတယ်လို့ပဲ insecure ဖြစ်တာ stupid လို့ insecure ဖြစ်တာစမမဖြစ်ဘူးဆိုပြီးတော့တိလားဆဲမှာမကုန်ထွက်တော့အများကြီးပါလားဒါပေမဲ့အဲ့ဒါဘာလို့လဲဆိုတော့အိမ်ကတိလားပတ်ဝန်းကျင်ကြောင်းလေအမအမစာတပုတ်ကို၃ခေါက်လောက်ကျင်လို့ရရကွာ yeah तू က ruby မ ruby ကအေးပြီးတော့မှခတ်လိုက်ပြီး၅ခေါက်၃ခေါက်ဖတ်ပြီးတိုက်ပြီးလို့ရသွားတယ်ကိုတွေကမနက်၅နာရီဆိုစောစောစီစီထားကျက်နေရတော့မှခုနှစ်နာရီထိုးနေလို့မရသေးဘူး okay တရားအဲ့တော့ပြောမယ်ဆိုရင်အမရဲ့အမပူမဟို brain ကောင်းတယ်အမအလုပ်ပူစူးစားဟုတ်တယ်ဟုတ်တယ်ငယ်ငယ်လေးကနေဟုတ်တယ်အော်ကျောင်းမှာတော့အမြဲတမ်း acidic နဲ့ရတယ်ဘာလို့ဆိုအရင် acid ထုတ်လို့လीဟုတ်လားအဲ့အခုလည်းဒီဒီတိုင်းပါပဲသူများရတဲ့အာပူ site ထုတ်တယ်ဟုတ်တယ်